မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုလုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရက်ဖြည့်စည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွယ်ချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေဒီနေ့ဒါနာနဲ့1569ခုနဲ့လူရောကကောသာတက်တဲ့1389ခုနဲ့ သတင်းကြော်လာဇန်9ရက်နေ့ခရစ်နှစ်2025ခုနှစ်စက်တင်ဘာလ9လပိုင်း26ရက်နေ့ဒီကနေ့တောက်ကြနေ့ဖြစ်ပါတယ်။ဟောပေါ့ကြားပြီးတောက်ကြတောက်ကြနေ့ဖြစ်ပါတယ်။အဲဒီကနေ့ညနေအခု9နာရီပေါ့ဦးဇနုဆွေးနွေးတာကအမှန်နဲ့ရောက်ရောက်ချင်းမောင်ကျော်နဲ့ဆွေးနွေးခဲ့တယ်။အဲအခုကြတော့အဲထပ်ပြီးတော့အဲဆွေးနွေးတာကဒုတိယပိုင်းအနေနဲ့ဘာကြောင့်လဲဆိုတော့အဲမောင်ကျော်ဖုံဖုံစီရောက်တာအခုဘယ်နေ့ဘယ်နေ့ရှိပြီလို့ ဘညာဘညာအိတ်သားလို့ညာအိတ်သားညာအိတ်သားပြီဟုတ်ပြီဒါကြောင့်အမောင်ကျော်အကြောင်းလေးတွေနဲ့ပတ်သက်လို့ဓမ္မမိတ်ဆွေတွေတော့ကြာကြာမိရာကြံလဲမိရအောင်တော့သူဘယ်မှာပဲနေနေအတိတ်ကနာလေးတွေတီးရအောင်ဥဒံပရကွင်ဆောင်နဲ့ဆက်လက်ပြီးတော့ဆွေးနွေးတော့မှာကောင်းပါပြီမောင်ကျော်ကြီးအဲဖုံဖုံနဲ့မင်းနဲ့ပြောရနဲ့ပတ်သက်လို့မင်းအနေနဲ့ရောဘယ်လိုမြင်ပြီလဲအခုအဲ Facebook တင်လိုက်တဲ့အခါ YouTube TikTok မင်းကတော့ TikTok ကြည့်လို့ TikTok တင်တယ်အဲ့တော့ အမေဖုံးဖုံးကိုပြောပြအောင်ညီနာကတော့ဘယ်လိုမှမမြင်ပါဘူးခင်ဗျာကောင်းကြီးဆိုခြင်းမမြင်ပါဘူးခင်ဗျာဒါတွေကတည်တည်ပြတ်တဲ့အမှန်တရားလို့မြင်ပါတယ်ခင်ဗျာဟုတ်ပြီအဲနားလေသွားတယ်ပေါ့အဲ့တော့ဖုံးဖုံးကမင်းဗုဒ္ဓဘာသာအဲဘယ်လိုအရင်ငယ်ငယ်ကလည်းနေခဲ့တယ်နောက်ဆုံးအခုလိုအိမ်အောင်လဲကြားခဲ့တယ်လူမိုက်လဲလူစုလုပ်ခဲ့တယ်အဲ့တော့လူလိမ္မာဖြစ်လာတဲ့အကြောင်းတရားရဲ့အခြေခံကိုဖုံးဖုံးမသိရသေးဘူးလားမင်းပြောခဲ့ပြီးပြီလားအဲ့ဒါလေးတော့ပြောရသေးဘူးအေးအဲ့ဒါလေးပြောပြပါဦး တပည့်တော်တာချိလိမ္မာတော်ဟာဟွဘုရားနေကစားတင်မယ်ဆိုပြီးတော့ကိုယ့်ရဲ့ခေါင်းရင်းမှာရှိတဲ့ယဟန်တပောက်သောက်ဖိတ်တယ်ပေါ့နော်ကြောင်းတစ်ကြောင်းသောက်ဖိတ်တယ်အဲ့ဒီဘုန်းကြီးပြောလိုက်တဲ့စကားတစ်ခုကယင်းထဲမှာရှိသွားတယ်ပေါ့ဟွင်းငါ့ကိုဘယ်လောက်လုံပါလဲတဲ့ဘုသူဝင်နေပတ်သက်လို့ဘယ်တပောက်ဘယ်လောက်လုံနေလဲပေါ့နော်အဲ့ဒီချိန်ကမစိတ်ထဲမှာမပေါ့ဘူးအဲ့ဒါတစ်ချက်နောက်ပြီးတော့တပည့်တော်ကပါစံဘလောက်ဘလောက်ပတ်တိုင်းမှာလဲတရားသူလူမယ်ဆိုတော့အဲ့လိုမလူနဲ့လူမယ်ဆိုရင်မင်းပါစံအရင်စု စုပြီးတော့မင်းများမလာလူနည်း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 လာမလူနဲ့ငါလည်းမအားဘူးအချိန်လည်းမပေးနိုင်ဘူးဆိုတာအဲ့ဒီနှစ်ခွန်ပြောတဲ့အချိန်ကမှဒီနေ့မှထိသွားတယ်ပေါ့နော်။ဟောသာသနာမှာဒီလိုပုံကိုယ်ရှိပါလားဆိုတော့ပြတဲ့အချိန်ကမှနောက်လာရသွားတယ်။အဲ့ဒီတနေ့တစ်ချိန်ချိန်မှာငါသာသနာတော်မှာအဲ့ဒီလိုမျိုးဒုတိလာတွေမရှိစေရဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့တပြီးတော့လမ်းလျှောက်လမ်းနဲ့ဖြစ်ပါလေအရှင်ဘုရား။ကောင်းပြီအဲ့တော့မင်းလူတွေကြောင်းနာမည်မပြောနိုင်ဘူးလား။ နည်းနည်းတော့နိုင်မှာဆိုရှိပါတချိလိမ့်မှာပဲရှိပါတယ်ဟောပီတာချိလိမ့်မှာရှိတယ်အဲ့ဘီအသက်ကဘယ်တော့ရှိမလဲ50ပါဝင်ခြင်းပေါ့50ပါဝင်ခြင်းအဲ့ဒါကနားလေးမှာနည်းန်းကြားတဲ့အရာတွေပတ်သက်လာလို့ဘယ်လိုလေးပြန်ပြောတယ်ဘယ်တော့ကအင်းဖျားနေကစားတင်မှာတပီးတော့လေအိမ်ရောရဟန်းသုံးပါကြွပြီးပါလေပြောတယ်သူပြောတဲ့စကားပါတော့ဆိုတော့အဲ့ဖုန်းတွေ့တာကမင်းဖုန်းကြီးတစ်ပါးကိုငွေဘယ်လောက်တူမှလဲတဲ့ အဲ့ဒီမှာယင်ထဲမှာတိသွားတယ်။ဟုတ်ကဲ့ဆော့ဘေးကသာသနာမှာဒီလိုဒီငွေနဲ့စကားပြောနေမှလာဆိုပြီးတော့တပည့်တော့အဲ့မှာထားပြန်လိုက်တယ်။ဟုတ်ကဲ့မပြန်ခင်မှာသူကတစ်ခုပြလိုက်သေးတယ်။နောက်တစ်ခါပတ်စံလူမယ်ဆိုရင်เนี่ยဒီလိုတို့ကပင်ကလာမလို့နေပေါ့နော်။ငင်းလူကနေသွားလို့လား။နေရပေါ့900လို့ဆိုနေတယ်ပေါ့ဗျာ။တ900။တ900ပေါ့နော်။အဲ့လိုမလူနေဘူးလူမယ်ဆိုရင်စုပြီးမှများများရမှလာလူပေါ့။အဲ့ကြမှာငါလဲအဆင်ပြေမယ်ပေါ့ဆို။တပည့်တော့စိတ်ထဲမှာစဉ်းစားတယ်။ဒီလိုတို့ကပတ်စံရှိတဲ့လူတွေမဟုတ်ဘူး။မင်းဘယ်ရက်ွက်ထဲမှာနေတာလဲ။အာတရှိလေး ောက်တောင်မှာပဲဗောခင်ဗျာကြောက်တောင်ပြီးခဲ့ပါပြီဟိုမလေးအကြောက်တောင်မှာမင်းနေခဲ့တဲ့နော်အဲ့တော့မင်းအလုပ်ကဘာလုပ်လုပ်တာလဲပြီးတော့ကီလိုဝယ်တာဗျာပုံးနေပါလိုက်ဝယ်တာအစင်ပြေတိုင်းအချိန်ကတော့ကီလိုဝယ်ရဲဆိုတော့အော်ခုနကမနေ့ပါလေအကုန်မဘူးကနေပါလေအကုန်ဝယ်ခဲ့တာဗောနော်အဲ့ဒီစကားလေးကြားခဲ့ချိန်ကမှာရောင်းမှဒေါသဖြစ်တော့လေအချိန်ကအနောက်ချိန်ကျရင်ဒါလည်းမရှိသေးရဘူးဗောနော်အဲ့လိုမျိုးရကြတယ်ပါပါတယ်ပြီးတော့ခုလျှောက်လိုက်နေဘုံဘဝမေးတယ်ခုနော်လာမင်းရဟန်းဝင်မှလာမေးတယ်မလားဟုတ်တယ်မဝိပါဘူးပြီးတော့ရဟန်းမဟုတ်ဘူးဒီတက် ဘဘလည်းစိတ်ကူမရှိပါဘူး။ဒီမင်းကဟိုကိုရင်ဘွားနဲ့ပရာဇီကကြတယ်လို့ပြောသလိုဒါလိန်ပြန်တယ်။အဲဟိုလိန်ကြတယ်ပေါ့။အဲအဲ့ဒါလေးသိလိုက်တဲ့အခါမှာမင်းအတွက်ဟိုအခွင့်အလမ်းတစ်ခုပွင့်နေဆိုရင်လေဘုံကပို့ပြီးတော့ဝင်းကြီးတော့အရအဲတစ်အပ်အောင်အဲမင်းကအဲ့တော့အသက်ဘယ်လောက်မှလိန်ကြခဲ့တာလဲ။30လောက်ပါခင်ဗျာ။ဩအသက်30လောက်။အဲ့ဒါမင်းငယ်ငယ်ကိုရင်ဝင်ခဲ့ဘူး။ ကမှဟောဝပူရလေကလေးဘွားတော့ဝပူရဘောလေးတန်းလေးလောက်ကတော့အဖေဒီမီတွေကအဖေဒီအတော်တွေဘက်ကနေလူလူဝပူရပါလေဟုတ်ကောနောက်ကြယဟန်တော့ပြစ်ခဲ့ဘူးလားမပြစ်ခဲ့ဘူးဗျာဟောအခုအဲ့ကြအခုလက်စရယမ်းပြစ်ဘူးမပြစ်ဘူးဟောကဲအဲ့ကိုရင်ပြစ်ခဲ့တဲ့နှုန်းမှာပြစ်တဲ့ကိစ္စအိမ်ရောက်တော့မိန်းမနဲ့အိမ်မီလေမိုးလင်းငါမှဟာငါကိုရင်မထွက်ရသေးပါလားလို့သိတယ်ဒါလို့မင်းခံစားခဲ့ရတယ်ဟုတ်တယ်ကောင်းပြီအဲ့တော့အခုလို့မင်းကဟိုမအောင်မြင်လို့တော့မင်းအဲ့ဒီမှာရက်သမားလားမင်းသွားလူတဲ့အချိန်မှာ တပည့်တော်အရှင်ဆေးကြောင်နေရအဲဟုတ်ပြီအဲ့တော့ဆေးကြောင်မိမယ်တပည့်တော်ကတလဲတိကတော့ကန့်နေရှိတယ်အေးပေါ့တပည့်တော်ဘယ်တော့မှမရောဘူးဆရာတော်ကမင်းကိုပြောလိုက်ချင်းဟာအမှန်တိုင်းပြောရင်나ကြည့်လို့ပြောရလားမင်းလူတော်ကိုတမင်စလိုက်တာလားအဲဘုံမအမြင်ရလေရန်တပတ်ကသူတော်ကောင်းဟုတ်ချင်မှဟုတ်မယ်မဟုတ်ဘူးအဲ့ဒါငါမပြောလို့ဘူးအဲမင်းရဲ့အခြေအနေတုံ့ပြန်မှုဆိုတာမှန်လို့ကြည့်တာဟုတ်ပါလာမူတချို့ရိုင်းပြပါတယ်တချို့အဲတမင်ကူအဲရုပ်မာပါတယ်ကောက်ချစ်ပါတယ်ငါမငင်းရဲပါဘူးဒီသဘောပေါ်မှာ အခုလိုဖြစ်တဲ့တဒနာကြတော့ဘုံမနည်းနည်းသတိထားလိုက်စေချင်တာပေါ့အဲ့တော့အဲ့တော့မြန်ဆေးကြောင်ပြီးတော့သွားလို့သူအဲ့လိုမျိုးပြောတယ်ပေါ့ကြောင်တော့ပဲမကြောင်ဘူးမကြောင်ဘူးတပည့်တော်ကလောက်ပဲဆေးလေးလုံးလုံးတပည့်တော်ကတလဲဒီများလို့အကန့်နဲ့နေတာပဲအရင်နေရတပည့်တော်ရဲ့ညံမှာအကန့်နဲ့ထားတဲ့ရာအလုံးအဲ့ဒီအချိန်မှာမင်းသားသမီးတွေပြန်မထားလဲရှိတယ်တပည့်တော်လည်းပါတယ်သူလည်းပါတယ်မိမလည်းပါတယ်ဒီကလေးလည်းပါတယ်ဩအဲ့ကအိမ်တော်ရှိတယ်ရှိတယ်အတူတူသွားလို့ရဩဘယ်လိုလဲစကားတခွန်းကဘယ်တော့မှမမြင်ဘူးဩဒီပေါ်ရောက်သွားလို့အင်းအင်းအင်း ီတော့ကပြီးပြောတဲ့လူမှမဟုတ်ဘူးတပီတော့မတင်ငန်းပြိခရာတွေဝဲမယ်ဖရားနေကစားတယ်မယ်တပီတော့အိမ်တော်မဟုတ်ဘူးနော်သူများအိမ်မှာအိမ်ငားနေတာအဲ့ဒီအိမ်ငားနေတဲ့အိမ်မှာတပီတော့ကကုတူတုံးမှာအိမ်ငားနေတဲ့အိမ်ကဘယ်အိမ်လဲအဲ့ဒီဖုံးကျောင်းရဲ့ရှင်ရင်မှာကိုဘက်ဒီဘက်ဥညံမှာရှာတာတပီတော့လည်းတောင်းကော်ပြောရဲ့ကောင်းရသူတို့ဖုံးကျောင်းအင်းအင်းအင်းကိုကနီးနားအကြောင်းဖိတ်တယ်အဲ့ဒါနောက်ဆုံးမရတူတူဘာလို့တော့တပီတော့ တဘောဝတရားဤတော်သွားတယ်ဆရာလီတော်သတိဆန္ဒသွားလျှောက်တယ်ဆရာလီတော်သတိဆန္ဒကနေမှတပိတော်ကိုဖုံဖုံသုံးမှပြင်ပြီးတော့မှအိမ်မှာဖရားနေကစားတင်ပြီးတယ်တဘောဤတာတွေရပဲပေါ့တာချီလေးကတဘောတဲဤတာလေးအဲ့ဒီမှာသွားပြီးတော့မှဖက်လျှောက်ထားတော့အဲ့မဆရာလေးဖရားကနေမနေ့ကမှလာပြီးတော့မှဖုံဖုံသုံးမှနဲ့အဲ့လိုဖရားနေကစားတင်ပြီးသွားတယ်ဒီဖုံဖုံအဲ့ကိုသွားတင်တော့တွေ့ခဲ့တာလေတော်သတိဆန္ဒဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့မှာသူတို့ဖုံကြီးတစ်ပါးနဲ့ဖုံနဲ့ဇကားလေးပြောလိုက်သေးတယ်သူကတဘောဝဤတာဆရာတော်ရဟန္တာတော့ ပြောနေတယ်ကိုရောကြီးပေါ့ကွာဟိုအမှန်တမ်းပြောရင်တော့ဟိုသွားဟိုဥဒမတာရာဖြီးပါပေါ့အဲဥဒမတာရာရဲ့အဖွဲ့ထဲမှာဥဒမတာရာကိုတအားကြီးညိုလွန်ပြီးတော့ပြောတဲ့စကားတွေကရှိတယ်အဲ့တော့ဘုံဘုံပြေခဲ့တယ်မင်းသားပြေခဲ့ရောဂါတာတွေကတရားလွန်ရင်တနာကျော်ဖြစ်မှာပဲလေဖရားတော်မှလွန်ရင်ဒီကိုယ်ွယ်လို့ဒါလွန်ယူကြီးကိုယ်ွယ်လည်းမရဘူးလေဖရားတော်မှလည်းယုံကြည်မှုကိုယ်ွယ်သွားလို့ချင်းလည်းမရဘူးတရားလွန်လို့မရဘူးကောင်းပြီအဲ့တော့အခုမင်းကဘုံဘုံစီကိုလာတော့ရောအခုဘုံဘုံကြောင်းမှာတညာညာအိပ်ပြီပေါ့ကွာ အဲ့တော့မိဖမောအပေါ်မှာအရင်ကြားမှုတာတွေအရင်မြင်မှုတာတွေသူများတွေဝေဖန်သုံးသပ်ထားရင်မဘာရီမန်အာနေချက်အပါချက်ဘာရီရှိရှိပါဦးပုံမောကဘလုံးဆိုတော့ဖြစ်ရှင်နာကဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေကိုလောကသားတွေသိစေခြင်းနဲ့မှားရင်းတဲ့ခိုင်းကာဏတွေပေါ့နော်အခုလောကမှာခေတ်ထနေတယ်ဟုတ်လားငကားကိုင်းနေချွေရင်ကြော်တွေဟုတ်လားဘေးဒင်ရဲတရားတွေကိုကိုင်းကုတုကိုင်းဆိုတဲ့ခိုင်းကာဏတွေကိုအရှင်ပြလိုက်တော့တင်နေဒါကကောင်းပါလေတခုဆိုးတာကအရှင်ဘုရားကလောရည့်နေရာမှာဇောများနေတာပေါ့နော် အဲဇောများနေတော့တစ်ဖက်ကလူတွေရဲ့အမြင်မှာကျတော့နည်းနည်းကတိကောင်းနိုင်တယ်။အဲတကယ်တကယ်ရှင်ဘုရားကိုမျက်ဝါးထင်နေမြင်တဲ့အချိန်ခါမှာကျတော့ဇောများလဲဆိုတာဘသူတွေလဲမိမိတွေလားဆိုလဲမဟုတ်ဘူး။သူတို့တွေကိုအမှန်တရားလမ်းပေါ်ကိုရောက်စေခြင်းလို့လုပ်ပေးတာဖြစ်တယ်။တပည့်တော်ကလည်းဒီလိုလာတယ်ဆိုတာအဲ့လိုမျိုးနောက်တစ်ချိန်ခါမှာတပည့်တော်ကသာသနာမှာဒိုင်းခန္ဓာတွေကိုတုတ်တင်နိုင်ဖို့အတွက်ဒူးစားနေတာဖြစ်ပါလေရှင်ဘုရား။အခုတော့ငယ်သေးတဲ့စကားအနေနဲ့ပဲရှိပါသေးတယ်။လက်တွေ့မှာတော့မလုံးနိုင်သေးပါဘူး။နောက်ချိန်မှာတော့လုံးမှာပါ။ မင်းပုံကြီးဝတ်မွေးဖူးဆိုရလေအဲလူလူချင်းတိုက်လို့ရတယ်လို့အဲအလူမင်းကဒီခိုင်းနေကိုရှင်းညင်တယ်ရှင်းပါမင်းပုံပထမဆုံးဖုံးပြောစင်တော့လေမင်းအဲ့စကားတွေပြောခဲ့ဘူးလေနော်ပြောတယ်တပည့်တော်ကဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့อืมဖះဆိုတာကဗဇက်ကပဲကိုယ်ကွယ်နေလို့မရဘူးလက်တွေ့လောက်ရမယ်อืมတပည့်တော်ဘာသာမှာအားနည်းချက်တွေအများကြီးရှိတယ်ဟိုသူများဘာသာတွေမှာကြီးလိုက်ခရီးရန်အစ္စလမ်ကြည့်လိုက်တောက်ကြံနေတဲ့နေ့ခုနေနေမှာသူတို့ဖျားကြောင့်သွားတယ်ဗုဒ္ဓဘာသာတွေဥပုံနေမှာ ဖခင်ကြောင့်သွားတဲ့လူကတတိယဝေပဲရှိတယ်။လူငယ်ဆိုတာမရှိဘူး။ဘလောက်ဝန်လဲဆရာကောင်းလဲ။ဘဇက်ကတော့ပြောတယ်ဖခင်ဖခင်ဖခင်မြို့ဖလာလို့ဖြစ်နေရ။ငါးပါးတိတာလုံအောင်ထိန်းတာဆိုတော့ဘယ်သူမှမထိန်ဘူး။သာသနာဆိုတာလူရှင်မှလည်းတည်တာမဟုတ်ယဟန်နေမှလည်းတည်တာမဟုတ်ဘူး။ဝိနည်းမှတည်တာ။ယဟန်ဆိုလည်းယဟန်ဝိနည်းလူဆိုလည်းလူဝိနည်းလူမှငါးပါးတိတာပဲရှိတယ်။ဒီငါးပါးတိတာလောက်ကိုလုံအောင်မထိန်နိုင်ဘူးဆိုရင်ကိုယ့်ကိုယ်ကိုဗုဒ္ဓဘာသာလို့မတတ်မနဲ့။ကောင်းပါပြီ။ မောင်ကျော်ကြီးဘုံမုံကလည်းမင်းကဟိုလားအများကအာရမဝါဒီမောင်ကျော်ဆိုပြီးတော့ပြောနေကြတော့